အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်ကတော့ကိုရီးယားမှာကားမောင်းတင်ယူခြင်းတဲ့သူတွေအတွက်အနေငယ်ပြောပြပေးခြင်းပါတယ်။ကိုရီးယားမှာရင်မောင်းလိုင်စင်ရှောက်မယ်ဆိုလို့ရှိရင်တင်နန်းကျောင်းမှာအပ်ပြီးတော့စာမျိုးဝဲ၃မျိုးဖြစ်တဲ့ရေးဖြည်၊ကွင်းဘတ်၊လမ်းဘော်တက်အောင်နေဆိုလို့ရှိရင်လိုင်စင်ရပါတယ်။ကျွန်တော်လက်တွေ့ဒီကွင်းဘတ်၊လမ်းဘော်ထရက်အမောင်းတင်ယူတော့ကတင်နန်းကျောင်းကဆရာတွေဗာပြောလဲဆိုတော့အခုငါတင်ပေးမှာကစာမျိုးဝဲဖြည့်ဆို့နိုင်အောင်အောင်မြင်ပြီးတော့လိုင်စင်ရအောင်တင်ပေးမှာဖြစ်တယ်။တကယ်မောင်းတက်သွားအောင်ကတော့ကိုယ့်အကူလေ့ကျင့်ယူရမှာဖြစ်တယ်လို့ပြောခဲ့ကြတယ်။အော်ဆိုလိုတာက ော့တင်နန်းကျောင်းတွေကစီးပွားရှာတဲ့ကုမ္ပဏီတွေဖြစ်တာကြောင့်အတက်တင်ပေးလိုက်တာမဟုတ်ဘဲနဲ့လောလောဆယ်လိုင်းစင်စာမေးပွဲဖြေဆိုနိုင်အောင်ဖြစ်ပါတယ်။ဒါကိုကွယ်ကွယ်ပြားသိဖို့လိုပါမယ်။ပြီးတော့လက်တွေ့မောင်းတဲ့အခါဆရာကတင်ပေးတဲ့ဤဥပဒေပုံစံပေါ့နော်။ဤပုံစံအတိုင်းလိုက်နာပြီးတော့ကျင့်သုံးပြီးတော့ဖြေဆိုရမှာဖြစ်ပါတယ်။တချို့ကငါကမြန်မာပြည်မှာကုန်တင်ကားတော်မောင်းလာတာဆိုပြီးတော့တကယ့်အပြင်မှာမိမိလိုအပ်ချက်ကြောင့်သွာလာမောင်းနေတဲ့ပုံစံမျိုးနဲ့မောင်းနေမယ်ဆိုလို့ရှိရင်နော်။စာမေးပွဲကြဖို့ရာခိုင်နှုန်းများပါတယ်။ဒါကြောင့်ရင်မောင်းလိုင်းစင်ရအောင်ယူထားပါ။လိုင်းစင်ရ သွားတိုင်းကာမောင်းတက်တာမျိုးမဟုတ်ဘူးဆိုတာကိုလည်းသိရှိမှတ်သားထားရမှာဖြစ်ပါတယ်။ယင်မောင်းတက်တာနဲ့ကျွမ်းကျင်ဆိုတာလည်းကွာခြားသေးတယ်ပေါ့နော်။ကာမောင်းတက်ဖို့ဆိုတာကလူတိုင်း3-4ရက်လောက်အချိန်ပြင်းရနိုင်တယ်။ကျွမ်းကျင်နေဆိုတဲ့အဆင့်ကိုရောက်ဖို့ကတော့မလွယ်တဲ့ကိစ္စဖြစ်ပါတယ်။ယင်မောင်းခြင်းကိစ္စဟာဘာသာရဲတစ်ခု၊နယ်ပယ်တစ်ခု၊ဒါလောကသစ်တစ်ခုအသက်မွေးဝါးကြောင့်ဆိုင်ရာဘာသာရဲဖြစ်ပါတယ်။ဒါကြောင့်နည်းနည်းလေးခက်ခဲတယ်။ကားအယောင်းဝယ်၊ဆက်ပစ္စည်းကိရိယာ၊ကားအတွင်းပြင်၊စာရွက်စာတမ်း အခွန်အာမခံကားမောက်တက်ခြင်းမတော်တဆဖြစ်တဲ့ခါမှာဖြည့်ရှင်းနိုင်စွာရည်စည်းကမ်းလမ်းစည်းကမ်းကိုသိချစွာသိရှိခြင်းလမ်းရဲ့အနေထားအယူဆသဘောတရားကျွမ်းကျင်စွာသိရှိနားလည်ခြင်းအန္တရာယ်ကိုကြိုတင်မှန်းဆပြီးတော့ဘေးကင်းကင်းနဲ့မောင်းနေနိုင်ခြင်းနားနှာခေါင်းမျက်စိခြေလက်လေးဘက်လုံးတပြိုင်တည်းအလုံးလုံးနိုင်ခြင်းစသဖြင့်အရာအလုံးကိုသိရှိထားမှာကျွမ်းကျင်အစဉ်ကိုမျှော်မှန်းလို့ရနိုင်မှာဖြစ်ပါတယ်။တချို့ရင်မောင်းတက်တန်းကအနှစ်30ကျော်တဲ့သူတွေတော့တက်တန်းရင်ဆရာကြီးတွေတော့မှမတော်တဆဖြစ်တယ်ဆိုတာရှိပါတယ်။ဒီတော့ကားမောင်းတက်ဖို့လွယ်သလောက်ရင်မောင်းကျွမ်းကျင်ဆိုတာ တကယ်တော့ ရှိပါဘူးသတိနဲ့မောင်းနှင်ပြီးတော့သွားရတဲ့သဘောဖြစ်ပါတယ်ကိုရီးယားမှာကားမောင်းလေးခြင်းမှုတည်ထားသတိထားရမယ့်အရာတွေရှိပါတယ်ကိုရီးယားသားတွေလေးခြင်းတင်ကြားပြတာပေးတာတွေရှိပါတယ်သူတို့ကတော့တနာယီကိုဘလောက်နှုံးဆိုပြီးတော့ဝင်ဆောင်ကတတ်မှတ်ပြီးတော့ယူပါတယ်များသောအားဖြင့်ကတော့စစ်တပ်ဘက်ကနေထွက်လာတဲ့သူတွေရဲဘက်ကနေထွက်လာတဲ့သူတွေကတင်တန်းကြောင်မှာဆရာတွေအနေနဲ့တင်ကြားပေးတယ်ပေါ့နော်ပြီးတော့တင်တန်းကြောင်ကတည်တဲ့ဆရာတွေလည်းတင်ကြားပေးပါတယ်အဲ့တော့ပုံမှန်ကတော့သူတို့ကိုယ်တိုင်ကိုပိုင်ကားနဲ့တင်ကြားပေးတယ်သူတို့ကားကတင်မောင်းတည်တဲ့ပုံစံဘေးခုံကနေပြီးတော့ဗရိတ်နင်း င်းပေးလို့ရတဲ့အခြားသောမတော်တဆမှုကိုကာကွယ်ပေးတဲ့ပစ္စည်းကိရိယာတွေပါပါတယ်ဒါကိုလည်းပဲနိုင်ငံတော်ကနေပြီးတော့တင်မောင်းအတွက်အသုံးပြုနိုင်တဲ့ယင်ဟုတ်မဟုတ်စစ်ဆေးပါတယ်နိုင်ငံတော်ကခွင့်ပြုချက်ရှိမှသာလျှင်တင်မောင်းအတွက်အသုံးပြုနိုင်တာဖြစ်ပါတယ်ကားရဲ့နောက်ကျောဘက်မှာဒိုရိုဂျူဟင်းယွန်းဆွပ်ဂျွန်းစသဖြင့်ရေးထားရပါတယ်တင်ကြားပေးမဲ့သူအနေနဲ့ကတော့ယင်မောင်းလိုင်စင်ရပြီးတာနှစ်နှစ်ကျော်လွန်တဲ့သူဘယ်သူမှဆိုတင်ကြားပြတာပေးနိုင်ပါတယ်ဒါကတော့ဝန်ဆောင်ကယူပြီးတော့ယင်မောင်းတင်ပေးမဲ့သူတွေလိုက်နာရမယ်စံသတ်မှတ်ချက်ဖြစ်ပါတယ်နောက်တစ်ခုကတော့စီးပွားပြစ်မဟုတ်ဘဲနဲ့ခင်မီယင်းနီးတဲ့ဒီအသီးမ ိတ်ဆွေတွေအဆွေမျိုးသားချင်းတွေမိဘစားတဲ့သူတွေကတင်ပေးတဲ့ပုံစံမှာကားထဲမှာတင်မောင်းအထောက်ကူပြုကိရိယာတွေတက်ဆင်ထားရပါမယ်မျိုးတဲနဲ့ဝန်ချောင်းယွန်းစုခွန်ကြည်ဂျီရောလို့ခေါ်တဲ့တင်မောင်းလုံးလို့မရတဲ့နေမည်ဆိုတာရှိတယ်အဲ့လိုနေရာတွေမှာရှောင်ပြီးတော့မောင်းရမှာဖြစ်ပါတယ်ဒီလိုတင် जा ပေးမဲ့သူတွေအနေနဲ့ကလည်းပဲရင်မောင်းလိုက်စင်ရပြီးထားတာနှစ်နှစ်ကျော်လွန်တဲ့သူတွေဆိုလို့ရှိရင်ဘသူမဆိုတင် जा ပြသပေးနိုင်ပါတယ်တင် जा ပြသပေးမဲ့သူအနေနဲ့ရင်မောင်းလိုက်စင်ရရှိထားတာနှစ်နှစ်ကျော်လွန်ထားရမယ်ဆိုတာကရင်မောင်းလိုက်စင်ရရှိပြီးတော့နှစ်နှစ်အတွင်းဆိုလို့ရှိရင်ချို့ဖို့ဝန်ချောင်းကြအခြေ ေခံရင်မောင်းအဆင့်အဖြစ်နိုင်ငံတော်ကနေပြီးတော့ဥပဒေအရသတ်မှတ်ထားတာကြောင့်ဖြစ်ပါတယ်။အပေါ်မှာပြောသွားတဲ့နှစ်ခုစလုံးမှာတင် जा မှုကိုခံယူမဲ့သူအမောင်းတင်ယူမဲ့သူပေါ့နော်။သူ့အနေနဲ့ကတော့ရင်မောင်းလိုက်စင်တင်နှန်းကြောင်းသို့မဟုတ် ိုလိုကြုံထုံခုံတန်စားတဲ့နေရာတွေမှာရေးပြေနဲ့လက်တွေ့ကွင်းပတ်နှမျိုးအောင်မြင်ပြီးမှသာလျင်တိုလိုကျူဟင်းဝန်ချောင်းယွန်းစပ်မြောင်းတော်လို့ခေါ်တဲ့တင်မောင်းလိုင်စင်ပေးမှဖြစ်ပါတယ်အဲ့တော့ဒီတင်မောင်းလိုင်စင်ကိုရယူထားရမယ့်သဘောပေါ့နော်ဒါမှမဟုတ်ရှင်လည်းပဲဒီအော်တိုဂီယာယင်မောင်းလိုင်စင်ရရှိထားရမှာဖြစ်ပါတယ်တင်ယူမောင်းနေမဲ့ကားနောက်ကျောမှာလည်းပဲတိုလိုကျူဟင်းယွန်းစပ်ကျွန်းကျူဟင်းယွန်းစပ်ဝန်ချောင်းယွန်းစပ်ကျွန်းယွန်းစပ်ကျွန်းတိုလိုယောင်စုယောင်စုကျွန်းစသဖြင့်ဒီထဲကတစ်ခုခုကိုကတ်ထားရမှာဖြစ်ပါတယ်မိမိကိုယ်တိုင်ရေးပြီးတော့ကတ်လဲရတယ်လို့မျိုး ုပုံစံအစဉ်အသင့်ရေးပြီးသားစတစ်ကာတွေဝယ်ပြီးတော့ကတ်ထားလဲရပါတယ်အချင်းချုပ်ပြန်ပြောရရင်တော့စီးပွားပြည့်အမောင်းတင်ပေးမဲ့သူရဲ့ကားကနိုင်ငံတော်ကခွင့်ပြုချက်ကိုရရှိထားမှာဖြစ်ပါတယ်စီးပွားပြည့်မဟုတ်ရင်တော့တင်မောင်းထောက်ကူပြုကိရိယာတွေတက်ဆင်ထားရပါမယ်မျိုးတဲနဲ့အွန်ကျွန်းရွန်းစော့ဂွမ်ဂျီဂျီရောဆိုတဲ့နေရာတွေကိုရှောင်ပြီးတော့မောင်းရမှာဖြစ်တယ်တင်ပေးမဲ့သူကလိုင်စင်ရှိထားတာနှစ်နှစ်ကျော်ရမယ်တင်ယူမဲ့သူအနေနဲ့ကလည်းတင်မောင်းလိုင်စင်သို့မဟုတ်ယင်မောင်းလိုင်စင်ရှိထားရပါမယ်နောက်ကျောမှာတင်မောင်းယင်ဖြစ်ကြောင်းကိုရေးထားမှာဖြစ်ပါတယ်ထပ်ပြီးတော့သတိထားရ မှာကကားမောင်းလေးကျင်းတဲ့အခါမှာတယောက်တည်းအမောင်းလေးကျင်းခွင့်မရှိပါဘူး။ဘေးမှာလိုင်စင်ရထားတာနှစ်နှစ်ကျော်လွန်ထားတဲ့သူတယောက်သုံးမှုအထက်ရှိရပါမယ်။ရင်မောင်းတင်ယူမဲ့သူကတင်မောင်းလိုင်စင်သုံးမှုရင်မောင်းလိုင်စင်မရှိဘဲနဲ့အမောင်းတင်ခဲ့မယ်ဆိုလို့ရှိရင်လိုင်စင်မဲ့ရင်မောင်းနေမှုဥပဒေမဲ့ဖြစ်ပါတယ်။တို့ရှိပါကလိုင်စင်မဲ့ရင်မောင်းနေမှုနဲ့ထောင်နဲ့တစ်နှစ်အောက်နဲ့ဝန်သိန်း30အောက်တန်းဝေဖြစ်ပါတယ်။လိုင်စင်မဲ့မောင်းနေရကနေပြီးတော့မတော်တဆဖြစ်ခဲ့ရင်အာမခံချက်မရှိဘဲနဲ့ပြင်းထန်တဲ့ပြစ်ဒဏ်ကိုခံယူရနိုင်ပါတယ်။လူထိခိုက်မှုတေဆုံးမှုဖြစ်ခဲ့ရင် င်ရင်စည်းကလမ်းစည်းကဥပဒေချိုးဖောက်မှုမဟုတ်ပဲနဲ့ရာဇဝတ်မှုအဖြစ်သတ်မှတ်ခံရနိုင်ပါတယ်။ရဲစခန်းကနေပြီးတော့ CCTV နဲ့စောင့်ချက်ဖမ်းဆီးတာမျိုးတွေလည်းရှိသလိုအနီးအနားကလူတွေတိုင်ကြားလို့ဖမ်းဆီးတာမျိုးတွေလည်းရှိပါတယ်။ဒီကနေ့ကတော့ကိုရီးယားမှာကားမောင်းတင်ယူခြင်းတဲ့သူတွေအတွက်တိရှိထားရမယ့်ပုံစံလေးတွေကိုပြောပြပေးခဲ့တာဖြစ်ပါတယ်။အားလုံးပဲအကျိုးရှိပြီးတော့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။အားလုံးကျေးဇူးများတင်ပါတယ်။